Kim Seron ရဲ့အကျွေးဝန်ထမ်း900ကိုဆက်ပေးဖို့စူးစမ်းခဲ့တဲ့ Won Bin ဆောင်ရွက်ကြွေချက်သက်တဲ့ဇလန်းမှာဒုတိယဆက်ဆောင်အဖြစ်ပါဝင်တရုတ်ဆောင်ခဲ့တဲ့မင်းသားထေဆောက်ကိုတည်ကြမှာပါနော်ထေဆောက်ကချောမောလာပါရဲ့အပြင်ရှီဝဲတဲ့မျိုးလုံးလေးတွေကြောင့်ပရိသတ်တရဲ့အချက်ကိုများစွာရရှိထားတဲ့သူဖြစ်ပါတယ်အားလုံးပဲချက်ကြတဲ့ထေဆောက်ရဲ့နာမည်အရင်းကတော့ကင်ဒိုဂျင်ပဲဖြစ်ပါတယ်အနုပညာနာမည်ကတော့ဝွန်ဘင်လို့ခေါ်ပါတယ်ဝွန်ဘင်ဟော1989နိုဝင်ဘာ10ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့အသက်ကတော့46နှစ်ရှိပြီဖြစ်ပေမဲ့အခုထိကို TG ခံညာနေစေမင်းသားတက်လက်လေးဖြစ်ပါတယ် ါရယ်အားလုံးသိကြတဲ့အတိုင်းဝန်ပေးဟာဆိုရင်စာဟုတ်ရွက်ကြွေချက်သက်တဲ့ဒရမာနဲ့ပရိသတ်ရင်ထဲကိုရောက်လာတဲ့သူဖြစ်ပြီးတော့မြန်မာပြည်မှာတော့ဟန်ထေဆောက်ဆိုပြီးတော့ gay drama ပရိသတ်မှန်ရင်အကုန်သိကြပါရယ်အခုတလုံးမှာ hit ဖြစ်နေတဲ့ခွလွန်သူ Kim Seron ရဲ့အကျွေးနဲ့ပတ်သက်ပြီးတော့ fan site တွေအားပဲသတင်းတက်နေပြီးတော့အခုတော့သတင်းဌာနတွေအားပါတက်နေရမှုအတည်ပြုလို့ရပါပြီမင်းသားထေဆောက်ဝန်ဘိန်းက Kim Seron ရဲ့အကျွေးဝန်သန်း900ကိုဆက်ပေးဖို့စူးစမ်းခဲ့ပါရယ် Kim Seron ကိုဆက်တွေ့တော့ကောင်မလေးကလက်မခံ 干上啥之后， ကို metalis agency ကိုဆက်သွယ်တော့လဲလက်မခံပဲ conservancy ကလက်ခံမယ်လို့ဆိုတာကြောင့်ဝန်ပင်းကဆက်ပြီးလို့မရပါဘူးပေးထားတဲ့အချိန်ပိုင်းအတွင်းမှာပြန်မဆက်နိုင်ရင်တရားစွဲမယ်လို့အတိပေးစာရောက်လာတာကြောင့် kim so hon ကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ဘူးဆိုပြီးတော့အမျိုးတော်ဆက်သူကပြောပါတယ် kim seron ရဲ့အင်းဒီချင်းဖြစ်သူကလည်းအစုံမစီရင်ခင်ညမှာကောင်မလေးကလေကိုင်းရင်မှာအချိန်တော်ကြာငုံနေခဲ့ပြီးလက်မှာလည်းမှွန်ထားချက်ထားတဲ့နေရာတွေတွေ့ရလို့ဆိုပါတယ် go metalis agency က ကင်ဆိုဟွန်နဲ့သူ့ရဲ့ဝန်ခွဲဖြစ်သူလီဆရန်နိုအတူပူးပေါင်းတည်ထောင်ထားတဲ့ပုဂ္ဂလိကပိုင်အေဂျင်စီဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။